ောင်ကိုရီးယားအစိုးရကမြန်မာနိုင်ငံကိုအမေရိကန်ဒေါ်လာနှစ်သန်းတန်ဖိုးရှိတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးအပ်သွားမယ်လို့သိရပါတယ်။ယခုသတင်းပတ်အစောပိုင်းကငလျင်လုခတ်မှုတန်ခံခဲ့ရတဲ့မြန်မာပြည်သူပြည်သားတွေထံအဆိုပါအကူအညီတွေပေးအပ်သွားဖို့စီစဉ်နေတယ်လို့တောင်ကိုရီးယားနိုင်ငံသားရေးဝန်ကြီးဌာနကစနေနေ့မှာပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံကငလျင်ကြောင့်ပျက်စီးဆုံးရှုံးမှုတွေကိုမြန်မြန်ဆန်ဆန်တုံ့ပြန်ကူညီဖို့နိုင်ငံတကာအဖွဲ့အစည်းတွေကတဆင့်လူသားချင်းစာနာထောက်ထားမှုအကူအညီဒေါ်လာ2သန်းလောက်ပံ့ပိုးပေးဖို့ဆုံးဖြတ်ထားပါတယ်လို့ဆိုပါတယ်အရှေ့တောင်အာရှနိုင်ငံတွေရဲ့အခြေအနေပေါ်မူတည်ပြီးလိုအပ်ရင်လည်းထပ်လောင်းအကူအညီတွေကိုပေးအပ်နိုင်ရေးပြန်လည်တုံ့သက်သွားမယ်လို့ဝန်ကြီးဌာနကပြောပါတယ် ောက်ကြနေက register scale 9.9အဆင့်ရှိတဲ့အင်အားပြည့်ငလျင်တစ်ခုနဲ့6.4အဆင့်ရှိနောက်ဆက်တွဲငလျင်တစ်ခုမြန်မာနိုင်ငံနဲ့အိန္ဒိချင်းထိုင်းနိုင်ငံတို့မှလှုပ်ခတ်သွားခဲ့ရာလူပေါင်း1000ကျော်တိစုံခဲ့ကြောင်းနိုင်ငံခြားသတင်းဌာနတွေရဲ့ဖော်ပြချက်အရသိရပါတယ်။လက်ရှိမှာငလျင်တန်တင့်နေရာတွေမှာရှာဖွေကယ်ဆယ်ရေးတွေပြုလုပ်လျက်ရှိပြီးအသေးအပြောက်ဥယေတိုးလာမှာကိုစိုးရိမ်နေကြကြောင်းမှခင်ဗျာ။